အဲ့ဒါပြောတာလေကျွန်တော်ပြောတယ်လို့ကျွန်တော်တို့သူမလုံနဲ့လို့ပြောတာတချို့ကပြောတယ်သိရမလားလာပြီးတော့ဒီလိုပေါ့ကွာသိရမလားလူဆိုတာကြိုက်တဲ့သူရှိမယ်မုံတဲ့ကောင်လည်းရှိမယ်စောက်မိကတ်တဲ့ကောင်လည်းရှိမယ်မြင်းရုပ်ကိုမြင်းမြင်းစောက်မိကတ်တဲ့ကောင်လည်းရှိတယ်အဲ့လိုမျိုးပေါ့ကွာအဲ့လိုတော့ကျွန်တော်ပြောတာလူဆိုတာချစ်တဲ့သူလည်းရှိမယ်မုံတဲ့ကောင်လည်းရှိမှာပဲအဲ့တော့ဒါတွေကကျွန်တော်လက်ခံတယ်ဒါပေမဲ့ကျွန်တော်ပြောတယ်လို့ကျွန်တော်တို့မလုံနဲ့ပြောတာဒါပေမဲ့ကျွန်တော်အပြင်မှာလာကြည့်ကျွန်တော်ကပေါင်220ရှိရဒါပေမဲ့ကျွန်တော်ခန္ဓာကိုယ်နဲ့ကျွန်တော် body တိုက်နေ220လို့လူတိုင်းမထင်ဘူး ထားဆရာပြမမဝအောင်တော့မဟုတ်ဒီဟာဒီကော်ဖီတောင်းနေတော့ဒီခန္ဓာကိုထိန်းတာလေကျွန်တော်တော့တကုံစားကယ်လိုရီ3000ကျော်စားတယ်ကျွန်တော်နဲ့တနေကုန်လိုက်စားကြည့်မန္တလေးက food food blogger ကြီးကျွန်တော်ကတနာတယ်ကွာကျွန်တော်စားတယ်ဆိုအကုန်စားတာဘာသွေးရောမရှိဘာစီရောမရှိဘာနှလုံးမှလည်းမရှိဘူးဘာအစာအိမ်မှလည်းမရှိဘူးစားတယ်တောက်တယ်အတကုံဖြုတ်တာအာကျွန်တော်ပြောတာကျွန်တော်တို့စားနိုင်တာတခါကျကျွန်တော်ကအဲ့လိုမျိုးဆရာဝန်ဖြစ်နေလို့သား food blogger လောက်ဒီထက်အောင်မြင်မှာဘာလို့ဆိုတော့တော်တော်ကုန်စားနိုင်တယ်လေ ဟိုကျွန်တော်ဆိုင်ကယ်သမားတွေစားတာတယောက်ကိုတစ်ခါရှင်း၄-၅သိန်းရှိတယ်အ၄ယောက်စားတော့တယောက်သိန်းမို့လို့စားတာအဲ့တော့ကွာဒီကောင်တွေဘာပြောရမှတ်တော့မင်းတို့ကောင်တွေကွာတယ်ငါသားသမီးစားအဲ့လိုမစားဘူးလေအဖို့ဆိုတော့ငါတို့ကျွန်တော်တို့စားတဲ့ဟာတွေကအဲ့လိုကိုစားတာဘာလို့ဆိုတော့ကွာဒါတွေကပြပြမယ်နော်ဗျာဗုဒ္ဓဘာသာဆိုတော့နားလည်မှာကန်ကန်ကြီးကျိုးပဲစားဖို့ကံပါလာတာစားကွာဘာမှဖြစ်ဘူးလောလောဆယ်တော့ခုနပြောလို့ပေါ့ဟိုဒါပေမဲ့ကျွန်တော်ကကံကောင်းတာဘာလဲဆိုတော့ coffee coffee ကို ူများနဲ့မတူအောင်ကိုအဲ့တက်ကို၃ခွက်၄ခွက်လောက်တောက်နေတာညတောက်လဲအိတ်တာပဲအဲ့ကြောင့်မို့ကျွန်တော်ဒီလောက်ဝိမက်တက်တာပေါ့နော်ကျွန်တော်ပေါင်ည20နော်ကျွန်တော်ခန္ဓာကိုယ်အပြင်းမှာလာကြည့်လိုက်လာကြည့်လိုက်ကျွန်တော်ဝိတ်ချမနေဘူးသွေးတို့လည်းမရှိစိတ်ကြွလည်းမရှိဘူးတောက်တက်တဲ့လောက်တောက်အတည့်တပိုင်းပဲအဲ့လောက်ထိတောက်နိုင်တဲ့လူဆိုတော့ဘာဖြစ်ဘူးလေဘာဖြစ်ဘူးလေတခါလေအရန်လွန်သွားရင်တော့ဟုတ်တာပေါ့နော်အာဒီ အဲ့ဒီအဲ့ဒီ limit နဲ့ကြော်သွားရင်တော့ထိမှာပေါ့။ဒီပိုင်းနဲ့ကြော်သွားရင်လက်မှာပေါ့လေ။ဒါကြောင့်မနေ့ကျော်နည်းနည်းပါလို့ထားရတာခက်တယ်၊စိတ်ကူတာနည်းနည်းဒုက္ခတွေရောက်နိုင်တယ်။အဲ့တော့အများနဲ့မတော်ဘူးပေါ့ကွာ။အသက်ကိုတော့ညံဆောက်ပေါ့ကွာ။ခုကျွန်တော်ပြောနေတာတွေကနော်ညံဆောက်မိတ်ကလည်းရောက်ဒဲလာပြောလိုက်။ငါပြောမန္တလေးမှာနေတဲ့ဒီရုပ်ကြီးနဲ့ဒီခန္ဓာကိုဒီဒီလူကြီးနဲ့ဒီဖုံးနေလည်းရှိတယ်။ဆက်လိုက်။ပြောပြတာပြောပြတာကထားကြတော့နာမပလိမ့်နဲ့ဒဲလာဆိုမှမင်းအိမ်ထိရောက်လာမယ်။ ပြပြတာနော်ဟိုဒီခန္ဓာကိုအပြင်မှာလာကြည့်လိုက်နော်ပေါင်220ရှိတယ်ကျွန်တော်ခန္ဓာကိုယ်နဲ့ကျွန်တော်မာဆယ်တွေအများကြီးပဲကျွန်တော်မှာတိုင်းမှာမာဆယ်တွေအများကြီးခြေထုံးမာဆယ်တွေအများကြီးပဲပေါင်220ရှိတယ်အတကုံစားတယ်စားလာမှာတကုံစားတယ်အဲ့တော့အဲ့ကြောင့်မောတယ်ခါပြောရင်ချွေးထွက်လာဟာပူတယ်မန္တလေးနဲ့ကျွန်တော်နေတာမန္တလေးတောက်တာရက်ဘလို့မှမခံနိုင်ဘူးအဲ့တော့လစ်မာလေနော်လစ်မာဆိုတော့ကျွန်တော်ပြောပြနေတာတွေကဒါအမှန်ကြီးပဲကျွန်တော်ဒါခံစားခဲ့ရတာဆယ်စုနှစ်လောက်ကျွန်တော် ဖြားကိုမဖြားခဲ့ဘူးကွာကဲဘာမှအဆိုင်စီးလည်းမတော့ခဲ့ဘူးဘာစေးမှလည်းမတော့ဘူးတွေးတရတွေးကြစီတော့မှတော်တော်ကြီးကိုတခါတလေလောက်ပဲတလုံးတလေလောက်ပဲတောက်ခဲ့တဲ့ဆယ်စုနှစ်မှာဆိုတော့โอเคလေ that's okay လေဒါ coffee ကြောက်မယ်လေ